စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးမှုတွေပြည်တွင်းမှာစတင်နေပြီဖြစ်သလိုပြည်ပရောက်မြန်မာတွေအနေနဲ့ကြိုတင်မဲပေးရမယ့်နေ့ရက်တွေကိုလည်းတန်ယုံတချို့ကထုတ်ပြန်နေပြီဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်နေသူတွေရဲ့ကြိုတင်မဲကိုတန်ယုံတချို့ကဒီဇင်ဘာလ၁ရက်မှာစတင်လက်ခံနေပြီးတွားရောက်မဲပေးသူမရှိသလောက်နေပါတယ်လို့ပြည်ပရောက်မြန်မာအတိုင်ဝန်းစီကနေသိရပါဗျ။ပြည်ပနိုင်ငံတွေအနက် ထိုင်းနိုင်ငံချင်းမိုင်မြို့နယ် UAE နိုင်ငံအဘူဒါဘီမြို့ကစစ်ကောင်စီတန်ယုံတွေမှာကြိုတင်မဲပေးနိုင်မဲ့မဲယုံကိုစဖွင့်ထားတာဖြစ်ပြီးကြိုတင်ဆန္ဒမဲပေးခြင်းတွေကိုလေးရတိုင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။အီဂျစ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံကတော့နိုဝင်ဘာလ29ရက်နေ့ကစပြီးဒီဇင်ဘာလ1ရက်နေ့အထိရုံးချိန်အတွင်းမဲပေးရမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမာမြို့မှာအခြေစိုက်တဲ့ မြန်မာကောင်စီဝင်ရုံးချုပ်ကတော့မြောက်ပိုင်းခရိုင်တွေမှာအလုတ်လုတ်ကင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့အထိတက်တန်းရှိ passport မူရင်းနဲ့မှတ်ပုံတင်မူရင်းကိုယူဆောင်လာပြီးမဲပေးနိုင်ကြောင်းနိုဝင်ဘာလ26ရက်နေ့မှာကြေညာခဲ့ပါတယ်။စစ်ကောင်စီရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးခွင့်ကို ထိုင်း၊စင်ကာပူ၊မကာအိုနဲ့ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာဒီဇင်ဘာ6ရက်နဲ့9ရက် မလေးရှားနိုင်ငံမှာတော့ဒီဇင်ဘာ6ရက်ကနေ7ရက်အထိနဲ့ရုရှားနိုင်ငံမှာတော့ဒီဇင်ဘာ9ရက်နဲ့6ရက်တို့မှာကြိုတင်မဲပေးနိုင်တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။အခုလက်ရှိမှာ UAE နိုင်ငံမှာကြိုတင်မဲပေးတာကိုစတင်လက်ခံနေသလိုတခြားနိုင်ငံတွေမှာလည်းမဲပေးဖို့တတ်မှတ်ရကတ်လာချိန်အထိပြည်ပရောက်မြန်မာနိုင်ငံသားတွေကစိတ်ဝင်စားမှုရှိမနေကြတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်က မြန်မာအလုံသမားများစွာရှိနေတဲ့ကိုရီးယားနိုင်ငံမှာချိုတင်မဲ့အတွက် ပုံစံ15လျှောက်လာတွေကိုမဖြစ်မနေဖြည့်ခိုင်းတာမျိုးဖိအားပေးလှုပ်ဆောင်ခဲ့ပါတယ်။မြန်မာရွှေပြောင်းလုံသားတွေနဲ့စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့်တင်းရှောင်ကြသူတွေအများဆုံးရှိနေတဲ့ထိုင်းနိုင်ငံမှာလည်းဖိအားပေးမှုတွေရှိလာနေပေမဲ့မဲပေးဖို့အတွက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ပါဝင်စားမှုမျိုးမတွေ့ရဘူးလို့ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေကဆိုကြပါဗျ။